ါပါတဲ့ခဏနေတပေါက်ပြပြီမြေပြတဲ့ပရိလီလို့စတဲ့ပြီတလီကိုလို့တဲ့နော်တလီကိုလို့တဲ့ပြီးတော့2015 2005မှာလေးပါဝါကိုပရိလို့တဲလိုက်ပြီနော်တဲပြီဆိုမှ89နှလုံးဒီလေးလေးနဲ့ချုပ်ခဲ့ပြီနော်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်ပြရမယ်နော်အဲ့လိုလေးတလီကိုလို့တဲပြီးရင် ူအောက်ကိုတပင်နှစ်ပင်သုံးပင်လေးပင်ဆင်းလာဤတဲ့လေးပင်ဆင်းတစ်ပရိတဲ့16နှစ်ကြာတဲ့တဲ့ပဲသူ့ရဲ့တည့်ရဲ့နှက်ခတ်ရှစ်ပရိလို့လာထိုးရခြင်းတင့်နှက်ခတ်ပြမနော်တင့်နှက်ခတ်အဲ့မှာရှစ်ပရိလို့လာထိုးနော်ထိုးပြီးဆိုရင်အဲ့ဒီရှစ်လို့ထိုးပြီးတဲ့ရှစ်ရဲ့ပါဝါတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်မှာသုံးထိပ်လို့တဲ့သုံးရဲ့ပါဝါရှစ်ရှစ်ရဲ့နှက်ခတ်က1 ုတ်ပြီเนาะအဲ့ဒါသူမြရတယ်เนาะအဲ့ဒီလိုဒိုးပြီဆိုလို့ရှိရင်တဲ့၃ရက်နှက်ခတ်၅ထိတ်နှက်ခတ်ပါဘာလဲကုန်ပြန်ချုပ်ပြီเนาะဒီ၃ရက်နှက်ခတ်၅ထိတ်တဲ့အဲ့လိုဖြစ်ပြီးပြီဆိုရင်တဲ့သူက၄၆9ဆိုတဲ့ကဏ္ဍလေးရဝမ်းချင်းတက်အောင်ပါအောင်ဖို့အတွက်ကိုတဲ့၃ရက်နှက်ခတ်၅ထိတ်တဲ့6ခါလေးရ6ခါတဲ့ အောက်က6ကလည်းခါ6ခါ6ခါကနှစ်ခုစုံပိုင်းเนาะ56တွဲရတယ်ပရိင္းအောင်ပါတဲ့ပရိင္းပရိင္းပရိင္းအောင်ပါသူ့ရဲ့နှစ်ခါပရိသုံးရဲ့နှစ်ခါပရိငါးလေးအောင်ပါဆိုတော့အောင်တော့เนาะအဲ့ဒါဆက်လို့ရှိရင်ဟဲ့လားရှစ်ပုံမှန်တပင်း2ပင်း3ပင်း4ပင်းမြောက်5ပရိအောင်เนาะရှစ်3 5 နှစ်ခါပါပါပြန်ဖြီးသွားရင်နော်ဒီကလာတာက1 2 6 3 3 6 5။နှစ်ခါပါပါလေအကုန်ဖြီးပါရင်နော်အဲဒုတိယကတ်လာပြီနော်တလေးကို194တကို4ကိုကြည့်လိုက်2024မှာကြည့်လိုက်လေးပါပါ9ပရိ9ပရိခင်းပြီ89နှလုံးနဲ့လေးသွားပြီထိတ်တင်းနှလုံးလေးပြီ အဲ့ဒါဆိုဟုတ်ပြီကျွန်တော်အရင်ပြောမယ်အဲ့လိုဆိုရင်ဒီ၄ခုတက်ရတပင်၂ပင်၃ပင်၄ပင်လိုက်တိပရိတ်တဲ့အဲ့ဒီတိရဲ့နှက်ခတ်16နှစ်ခြားမှာတိရဲ့နှက်ခတ်တဲ့ရှင်းလို့ထောင်းမယ်နော်၅၃ည၃လို့ထောင်းတာတပင်၂ပင်၃ပင်၄ပင်၅ပင်မြောက်ကြည့်လိုက်၃ထိပ်တဲ့အဲ့ဒီ၃ထိပ်ဖြစ်ကလို့အဲ့ဒီ၃ရဲ့နှက်ခတ်က၅ထိပ်တဲ့ ငါးတုံညာလေးရဝမ်းချင်းနဲ့ပရိငါအောင်ရင်သာတဲ့အဲ့ဒါဆိုရင်နဲ့ဒီတုံညာခါလေးရဒီတုံညာခါတဲ့ဒီတုံညာခါလေးရဒီတုံညာခါတဲ့ငါးတုံညာအတွဲရပြီပရိငါအောင်မှမယ်ဆိုမှတော့တဲ့900တပောက်ထဲပဲရှိရနော်ကဲမိတ်ဆွေများအားလုံးပေါက်ကြပါကြည့်ပါဘာလို့လဲဆိုတော့ site ကတော့အများကြီးပဲဖြီထားတာအဲ့ဒါပြီးရင်သူ့အောက်မှာတော့ရှောက်လိုက်မဲ့ကနန်းကြီးအများကြီးပဲထည့်ထားတယ်နော်အဲ့မှာသူ့အပင်စက်နဲ့သူတော့ရှောက်တယ်နော်ဒါပေမဲ့ လုံးလုံးဒီတစ်ပတ်စာဒီကနန်းလေးပဲပြလိုက်မယ်900တပေါက်ထဲเนาะကဲအားလုံးပေါက်ကြပါလိမ့်ဗျာ